စစ်ကော်မရှင်တပ်ကအထမဖမ်းဆီးပြီးတဲ့နောက်စစ်မှုထမ်းနေရသူလူငယ်လူရွယ်တွေထွက်ပြေးမှုမြင့်တက်လျာကြောင့်အရာရှိတွေဘေးမှာလူသားအတိုင်းဖြစ်ထားတာတွေရှိနေတယ်လို့တပ်တွင်းသတင်းရင်းမြစ်စီကသိရပါဗျ။ရှေ့တန်းမှာစစ်မှုထမ်းတွေအချင်းချင်းပစ်ခတ်ကြတာအပြင်ထွက်ပြေးတဲ့သူတွေများလာတာကြောင့်အခုလိုလှုပ်တာဖြစ်တယ်လို့တပ်ထဲမှာသတင်းလွှင့်ထားတဲ့အခြေအနေကိုစစ်မှုထမ်းစစ်သားတအူးကအခုလိုပြောပြပါဗျ။ အဲတော့အခုကသူတို့အတွင်ထဲမှာဖြစ်နေတဲ့သတင်းတွေကိုဖုံးထားတာအခုဘာဖြစ်နေလဲဆိုရင်ပေါ်တာဆွဲတဲ့သူတွေကိုတင်နှံပေးပြီးတော့ဟောလက်နက်ပေးပြီးတော့အရှိအရှိတန်းတွေကိုပို့လိုက်တယ်လေအဲအဲ့အရှိတန်းမှာအချင်းချင်းပြတ်တက်ကြတယ်ပြီးရင်လက်နက်ယူပြီးထွက်ပြေးကြတယ်ပြဿနာတွေကအမျိုးမျိုးဖြစ်နေတာအဲ့တော့အခုသူတို့ကဘလို့လုံးမလဲဆိုရင်လမ်းပေါ်မှာနောက်ပြီးတော့အိမ်တွင်မှာပေါ်တာဆွဲရတွေကိုရှော့မယ်လို့ကြားတယ်နေဆက်ကိုတရားမဝင်ဝင်ပြီးတော့ဖမ်းခံထိလို့ဒီမြန်မာနိုင်ငံဘက်ကိုပြန်ပို့ခံရတဲ့သူတွေရှိရမလားအေးအဲ့ဒီသူတွေကိုစစ်မှုတန်းတွေကိုထည့်မှာပေါ်တာဆွဲခြင်းနောက်တစ်မျိုးပေါ့လေအဲပြော ောရင်သူတို့သူတို့ကိုပြင်သူတို့လည်းရှေ့တန်းမပို့တော့ဘူးဟိုဘာဘာလို့လုံးမလဲဆိုလို့ရှိရင်အရာရှိတွေရဲ့အိမ်တွေကိုပို့ပြီးတော့လုံခြုံရေးလို့လို့တတ်တော်တတ်တော်ဆောင်လို့လို့ခိုင်းမှာပေါ့ပြောရရင်လူသားတိုင်းပေါ့လေတို့တခုခုဆိုဟိုသူတို့အရှိမအရင်သေးခိုင်းမှာဒါပဲပေါ်တာဆွဲတာတွေလျှော့မယ်လို့တထင်းမှာပြောကြတာတွေရှိပေမဲ့အခြေအနေတွေကအတိအကျမဟုတ်တာကြောင့်ယုံကြည်လို့တော့မရဘူးလို့လည်းတက်တွင်းသတင်းရင်းမြစ်တွေကသတိပေးပြောဆိုကြပါတယ် ဒီလိုပြောဆိုမှုတွေနဲ့ပတ်သက်ပြီး NBA အနေနဲ့တိကျအတည်ပြုနိုင်တာမျိုးတော့မရှိသေးပါဘူး။ရှေ့တန်းကမပိုဘဲနောက်တန်းမှသာထားမယ်လို့ဆိုထားပေမဲ့လက်ရှိစီရေးအခြေအနေကဒီလိုသတင်းဟာတစ်ဖက်လက်နဲ့လှည့်စားတဲ့သဘောဖြစ်နိုင်တယ်လို့ CDN ဘူကြီးစင်ရောကမှတ်ချက်ပေးပါတယ်။တက်ခိုက်ပေါ့နော်တက်ခိုက်အရာရှိစစ်တီတော်တော်များများကတော့ကျွန်တော်တို့စစ်မြေပြင်တွေပဲသွားနေရတာဒီပြီးတော့ကျတော့ဒီလူစစ်တွေကိုစစ်ဘိုးတွေပေါ့နော်စစ်ဘိုးတွေအရာရှိတွေဖိနှားမှာလူသားတစ်တိုင်းကာမယ်ဆိုတဲ့ဟာကတော့ ဖြစ်နိုင်ကြီးနည်းတယ်ဗျဘာလို့လဲဆိုတော့ဒီလိုမျိုးလူစစ်တွေကိုပေါ့နော်ဘေးနားလေးမှာခေါ်ပြီးထားဖို့ဆိုတာလုံရိုးလုံစင်မဟုတ်ပေါ့နော်နောက်တန်းမှာရှိနေတဲ့ဟာကိုလူသားတိုင်းလိုမျိုးထားမယ်ဆိုတော့နောက်တန်းဌာနချုပ်တွေကိုအခုနောက်ပိုင်းမှာပေါ့နော်ကာကွယ်အင်အားစုတွေကတိုက်ခိုက်မှုမလုပ်နိုင်တဲ့အနေအထားမျိုးကိုရောက်သွားတယ်ပေါ့နော်အဲ့တော့သတင်းကဖြစ်နိုင်ကြီးနည်းပါတယ်ခင်ဗျဟိုဥမာပေါ့နော်ဒါကြောင်မြန်ပြောလိုက်တာလည်းနေမှာပေါ့နော်အမင်းတို့ရှေ့တန်းမသွားဘူးအဲငါတို့ဒီနောက်တန်းမှာပဲခေါ်နေရတော့မှာပေါ့နော် မဖြစ်နိုင်ဘူးတကယ်လို့ခေါ်ပြီးပြီဆိုရင်တော့နောက်တန်းမှာထားမှာမဟုတ်ဘူးအကုန်လုံးရှေ့တန်းကိုပဲပို့မှာပဲဖြစ်ပါတယ်နောက်တန်းမှာနေရမယ်ဆိုတော့ပုံစံမျိုးညာပြီးတော့ခေါ်တဲ့အနေအထားမျိုးလိုပဲပြောရမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့စီရေးချီနေရအကြရှုံးများနေတဲ့စစ်ကော်မရှင်ဟာစစ်အင်အားလိုအပ်ချက်တွေမြင့်တက်နေပြီးပေါ်တာဆွဲတဲ့အလုပ်ကိုမြို့ပေါ်ကြီးရာတွေပါမချန်နေရာစုံမှာလှုပ်ဆောင်လာနေတာစစ်မှုထမ်းစတင်ခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလကနေဒီကနေ့ထိဖြစ်ပါတယ် ထပြင်စစ်ကော်မရှင်တက်နဲ့လောက်ခံအဖွဲ့စည်းကလူတွေဟာပေါ်တာဆွဲပြီးမတရားငွေကြေးတောင်းခံတာတွေကြောင့်လည်းပြည်သူတွေမှာအခက်တွေ့နေကြရပါတယ်။အရင်စစ်ကောင်စီကပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလရက်နေ့မှာစစ်မှုထမ်းဥပဒေကိုအတည်ပြုပြီးတဲ့နောက်နှစ်လလောက်အကြာအဲ့ဒီနှစ်မေလကစလို့စစ်မှုထမ်းအပတ်စဉ်တွေကို ဖွင့်လှစ်ခဲ့ပါတယ်။အပတ်စဉ်တစ်ခုကိုလူငယ်9000လောက်ခေါ်ယူမယ်လို့ဆိုထားတဲ့စစ်မှုထမ်းအပတ်စဉ်ဟာအခုဆိုရင်18ရက်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ အပတ်စဉ်စက်ခွန်အထိအနည်းဆုံးစစ်မှုထမ်း9000နဲ့အထက်စစ်တပ်ကစုဆောင်းထားနိုင်ပြီလို့စစ်ပဆိုင်ရာလေလာစောင့်ကြည့်ရေးအဖွဲ့တွေကခန့်မှန်းထုတ်ပြန်ထားကြပါတယ်။